်မင်္ဂလာပါတင်းနေမီဒီယာကူရဲ့ network media ကူရဲ့ pocket အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုင်းနာဆင်နိုင်တယ်လို့ download လုပ်ထားပြီးအဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျွန်တော်ကစောပွေးပါ ဒီနေ့တော့အထူးကဏ္ဍအနေနဲ့တည်င်းဆောင်မတပုတ်ကိုနားဆင်ရဖို့ရှိနေပါတယ်။ခရီးနီပြည်နယ်မှာထုတ်ပေးမဲ့ပြည်နယ်ခြားကက်ဆိုတာပါလေ။ဘာအတွက်ထုတ်ပေးတာလဲ။ကက်ပြားလုပ်ရမယ့်ပုံစံလုပ်ငန်းစဉ်အစဉ်အဆက်အခက်အခဲစိန်ခေါ်မှုနဲ့ဒီလုပ်ငန်းပေါ်လူလူရဲ့အမြင်သဘောထားတွေကဘယ်လိုရှိပါသလဲ။ထုတ်ပေးမဲ့ပြည်နယ်ခြားဖြတ်သန်းခွင့်ကက်ပြားကရောတကယ်တမ်းအလုပ်ဖြစ်ပါမလား။စရတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီတည်င်းဆောင်မကိုတော့စမိုင်းကစူးစီးတင်ဆက်ထားပါဗျ။ ပြည်내ပြည်ပနဲ့နိုင်ငံပြည်ပကနေဂရင်းီကိုစီးပွားရေးလုပ်ငန်းအတွက်ဖြစ်စေတခြားသောကိစ္စရပ်တွေအတွက်ဖြစ်စေဝင်ထွက်သွားလာမဲ့သူတွေအတွက်ပြည်내ခြားဖြတ်သက်ခွင့်ကတ်ကိုမတ်လမှာစပြီးထုတ်ပြီးသွားမယ်လို့ဂရင်းီပြည်ဂျာဂလာအုပ်ချုပ်ရေးကောင်စီ IC ကထုတ်ပြန်ပါတယ် ကပ်ပြားထုတ်ရခြင်းကကျေပြန့်လာတဲ့ထိတ်ထုတ်နေမြေထဲလုံချုံရေးပို့ပြီးကောင်းမှုစေဖို့အတွက်ဖြစ်တယ်လို့ Granny B ဂျာဂလာအုပ်ချုပ်ရေးကောင်စီ IEC အသွေးရေးမှူးနဲ့ဥပညာကပြောပါရယ်ကပြည်နယ်ထဲကိုစီးပွားရေးလုပ်ငန်းဖြစ်စေပြည်နယ်တလဲတာဖြစ်စေကျွန်တော်တို့ဒီဖက်ဒီတချို့လူမှုရေးလုပ်ငန်းတွေ project activity တွေတည်င်းရဲ့ချက်လက်ယူချင်တာတွေ research တွေလုပ်တဲ့လူတွေရှိတော့ဗောနော်အဲ့ဒီသူတို့ကိုအသက်နိုင်ဆုံးဒီအချက်လက်တွေစင်တကြဒီ deploy တွေဖြစ်တော့ဗောနော် တခြားတိုင်းနဲ့ပြည်နယ်မှာနေထိုင်သူတွေအနေနဲ့ဂရိနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC မှာပြည်နယ်ခြားပြည်တိုင်ခွင့်ကတ်လုပ်ပြီးမှပြည်နယ်အတွင်းဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ် IEC က2024ခုနှစ်အတွင်းဂရိနီပြည်အတွင်းရှိလူဦးရေစရင်ကိုကောက်ယူထားပြီးပြည်내အတွင်းပြည်ပမှလာသူတွေပြည်내ခြားပြတ်တပ်ခွဲကကင်ဆောင်ရမယ်လို့ဖေဖော်ဝါရီလဒုတိယပတ်ကကြေညာခဲ့ပါတယ်။ ပြည်내ခြားဖြတ်တန်းခွစ်ကတ်ဟာဂရင်းနီပြည်တွင်ဝင်ထွက်သွားလာရေးကိုစနစ်တကျစီမံနိုင်ဖို့နဲ့လှုပ်ရှားစွာဝင်ရောက်သွားလာနိုင်ဖို့ရည်ရွယ်ပြီး IEC လူဝင်မှုကြီးကြပ်ရေးဌာနလဝကရဲ့လုပ်ငန်းစဉ်တစ်ခုအနေနဲ့ချမှတ်ထားတာဖြစ်တယ်လို့ဥပညာကပြောပါတယ်အပင်းထဲမှာရှိနေပြတာရှုမနေထေရန်မှာကူညီတဲ့သူတွေအဲဆေးဆွေ NGO မှာလုပ်နေတဲ့သူတွေပညာရေးစာမိုင်းစက်တမှာပါဝင်တဲ့သူတွေကတော့ဒီခြားတစ်ခုကတော့သူတို့အတွက်ကကျွန်တော်တည်တံ့စီမံထားတာရှိတယ်အခုကျွန်တော်တို့တွေ့နေတဲ့ဒီအနီရောင် အာဟိုဟိုဟိုတော်လာခွင့်လက်မှနဲ့မဆိုင်တဲ့ဟိုမဆိုင်ပါဘူးပေါ့နော်သူတို့တက်တိတက်အာစီမံထားတာရှိပါတယ်ဒါပေမဲ့ဒီဟာကအခါလျော်ဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့ထုတ်ပြန်တော့မှာဖြစ်လို့ပါပြည်내ခြားပြတ်တန်ခွေကက်ပြားကိုပြည်내ပြင်ပနဲ့နိုင်ငံပြင်ပမှဂရနီကိုစီးပွားရေးလုပ်ငန်းအတွက်ဖြစ်စေတခြားသောကိစ္စရပ်တွေအတွက်ဖြစ်စေဝင်ထွက်သွားလာကြမဲ့သူတွေအတွက်ထုတ်ပေးဖို့ဖြစ်ပါတယ် ကရိနီပြည်သူပြည်သားတွေကတော့ပုံမှန်တိုင်းသွားလာနိုင်ပြီးပြည်내ခြားပြတ်တန်ခွေကကသူတို့ပေါ်တဲရောက်မှုရှိမှာမဟုတ်ဘူးလို့ IEC ကပြောပါတယ်။ကရိနီပြည်မှာရှိနေပြီးသားလူသားချင်းစာနာမှု Humanitarian လှုပ်ဆောင်နေသူတွေ CSO NGO တို့မှလုပ်နေသူတွေပညာရေးကျန်းမာရေးစက်တင်မှာပါဝင်နေသူတွေနဲ့နှိရှိနေထိုင်သွားမဲ့ပြည်내ပြင်ပပြည်သူတွေနဲ့လည်းလက်ရှိအနေအောက်ကတ်သွားလာခွင့်လက်မှတ်နဲ့သက်ဆိုင်မှာမဟုတ်ပဲတည်သက်စီမံထားပြီးအခါအားလျော်စွာ IEC ကဆက်လက်ထုတ်ပြသွားမယ်လို့ဥပညာကပြောပါတယ်။ ဂရင်းနီပြည်နယ်ပြည်ပကပြည်သူတွေအနေနဲ့ကပ်ပြားကိုပြည်နယ်ခြားဖြစ်တဲ့ခွင့်လောက်ရမယ့်နေရာနဲ့လှုပ်ဆောင်ရမယ့်ပုံစံနဲ့ပတ်သက်ပြီးဥပညာကအခုလိုဆက်ပြောပါတယ်။ဆိုတဲ့နေရာကတော့ကျွန်တော်တို့ခုနပြောလို့တော့ပြည်နယ်တွင်းရောပြည်နယ်နေသမှာရောကျွန်တော်တို့ကတော့ဟိုရှာရာချက်ရှိတော့ဘယ်နေရာကတော့ကျွန်တော်တို့ကလုံလုံချွေရတော့ကျွန်တော်ကတော့ဟောပြောရခက်တယ်။ဒါပေမဲ့ပြည်နယ်ထဲကဝင်ထွက်တော့လာပွေးသူတွေတိပါတယ်။ဒီမှာဒီမှာလုံနိုင်တယ်ဒီမှာရှိလို့ဆိုတော့ကျွန်တော်ခါခါလေးတော့ဇော်လေးကတော့ဟောချက်ပြတ်ဖို့ရှိပါမယ်နော်။သူရဲ့ က်ကက်ဒကူပမူတီဘရမာတက်တန်နေကျွန်တော်ခွဲဟာလာရှိပါတယ်နော်လော့စကတော့တက်တန်ရှိတယ်အာနောက်ပြီးတော့မှတချို့ကက်ဒကူနဲ့ဝင်တဲ့သူကတော့ကျွန်တော်တို့ဒီနော်ဝင်အာကျွန်တော်တို့ဒီဟိုနည်းနည်းပါပါနော်အခက်ချင်းဝင်ရှိမယ်ဒါပေမဲ့အများစုကတော့လောကမရှိဘူးပေါ့နော် အဲ့ဒီပြည်နယ်ခြားဝင်ထွက်ခွက်ကတ်ဟာစမတ်ကတ်ပုံစံအထိမဟုတ်သေးပဲစာရွက်တရွက်နှစ်ရွက်သာရှိပြီးစာရွက်ပေါ်မှာတစိတ်တော့ထုပေးထားမယ်လို့ဥပညာကပြောပါတယ်။ဂရင်းနီပြည်တဲ့ပြည်နယ်ပြပပြည်သူတွေဝင်ထွက်ခွက်အတွက်ပြည်နယ်ခြားဝင်ထွက်ခွက်ကတ်လုပ်ငန်းစဉ်အကောင့်ထဲပေါ်စာရွက်ရမှာ IC ကတွေ့ကြုံရမယ်စိတ်ခုံမှုတွေကိုလည်းအခုလိုပြောပါတယ်။ အခက်ခဲတော့အများကြီးရှိပါတယ်ဟိုတခြားတစ်ခုတော့ပေါ့နော်အာကျွန်တော်နီးပညာပိုင်းဆိုင်ရာအခက်ခဲတွေကျွန်တော်ကြုံရနိုင်ချေရှိပါတယ်အာနောက်ပြီးတော့မှဒီဟာပေါ်မှာမူတည်ပြီးတော့မှဒီအလွယ်တုံ့ဆန်မှုလည်းအများကြီးရှိနေတယ်တည်တယ်အာနောက်ပြီးတော့မှအချက်ဟိုခုနပြောလို့ကျွန်တော်တို့ဒီပြည်နယ်ထဲကိုဝင်ထွက်တော့လာနေမှာတချို့အာဥပဒေဆိုရင်ကျွန်တော်တို့တချို့ဟိုအစုဖွဲ့တွေတချို့အာတွန်လိုင်းဟိုတပ်ဖွဲ့ဝင်တွေကတော့ကျွန်တော်တို့ဟိုအခက်ခဲတဲ့စိတ်ကမှုတော့ရှိနေမှာချေရှိပါတယ်ကျွန်တော်တို့အခက်ခဲကြီးဆုံးကတော့လူထုတွေဒီပေါ်မှာနားလည်မှုအာရှင်းဟိုရှင်းဖို့ရည်ကြီးဆုံးပါတော့အဲ့ဒီဟာလဲကျွန်တော်တို့မှလည်းခက်ခဲ ရှိလို့အားလုံးကိုဟိုရှိရှိနဲ့ခြားတဲ့နယ်ပို့တွေကမဖြစ်နိုင်ဘူးလို့နော်လက်ရှိတော်လှန်ရေးအခြေအနေအရတချို့သောလှုပ်ဆောင်ချက်တွေကိုလျှို့ဝှက်ထားရပြီးအကန့်အသတ်နဲ့သာထုတ်ပြန်ပေးနိုင်မှာဖြစ်တယ်လို့ပြောပါတယ်ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်မှာသတ်မှတ်ထားတဲ့စီမင်းစီကဲတွေကိုချိုးဖောက်လာတာတွေရှိခဲ့တော့အပြစ်ပေးအရေးယူနိုင်ရေးဟာလည်း IEC အတွက်စိတ်ခေါ်မှုတရက်ဖြစ်လာနိုင်တယ်လို့ဆက်ပြောပါတယ်အာဟိုအဓိကကတော့ဒီဒီဒီအလုတ်မားပေါ့เนาะကျွန်တော်ပြည်နယ်ထဲကိုပုံစံမျိုးမျိုးနဲ့ရွှေပြောင်းဝင်လာတဲ့တူတွေ နောက်ပြီးတော့မှတချို့ဆိုရင်ကျွန်တော်ကုန်ကူးတန်းရောင်းလာလုပ်တဲ့တူတွေအော်အတွက်ကကိုတော့ကျွန်တော်ထင်းချုံနိုင်မယ်ဆိုတော့တချို့အခက်ခဲပြဿနာကတော့ကျွန်တော်အများကြီးကျော်လွန်နိုင်မှာရှိရှိပါတယ်ဒီဒီချိန်မှာကျွန်တော်ကလူတွေကိုအလွယ်တကူပြပြရည်ရည်ထက်ဆိုင်ရင်ကျွန်တော်အဆင်ဆင်ပါတော့ဘယ်လိုမှစောင့်ကြည့်မလဲဆိုတော့ဟာကကိုရည်ရည်ကြည့်ပါတယ်ဒါတော့ကျွန်တော်အားလုံးရဲ့ဟိုလုံချုံရေးကိစ္စဖြစ်တော့ဗောနော်ကျွန်တော်ကတော့အဆူဆုံးမျောလင့်တာကတော့ဟိုအားလုံးရဲ့လုံချုံရေးဖြစ်တဲ့တော်လိုင်းကလာမှလည်းပူတော့အကောင်းနိုင်အောင်ပဲကျွန်တော်မျောလင့်တော့ဗောနော် ပြင်းနေချဖြတ်တက်ခွေကန်နဲ့ပတ်သက်ပြီးတတိပေးချက်အနေနဲ့အဲ့ဒီကပ်ပြားကဂရီနီပြည်မှာနေထိုင်ခွေလက်မှတ်မဟုတ်ကပ်ပြားကိုလွဲပြောင်းကင်ဆာချင်းမပြုဖို့ကပ်ပြားမပါရှိပဲပြင်းနေချပြည်သူတွေဂရီနီပြည်မှာဖြတ်တက်ခွေမရှိစေဖို့နဲ့ကပ်ပြားကိုတာဝန်ရှိသူကစစ်ဆေးတဲ့အခါပြရမယ်ဆိုတဲ့အချက်တွေအပါအဝင်အချက်9ချက်ကိုထပ်သွင်းထုတ်ပြန်ထားပါတယ်ဒါပြင်ကပ်ပြားကိုဂရီနီပြင်ကနေထွက်ခွာတဲ့အခါမပြတ်မကွက်ပြက်လဲအနေရမှာဖြစ်ပါတယ် ကိုက်ဆောင်မဲ့သူရဲ့အလုတ်အကိုက်ပေါ်မူတည်ပြီးတော့ကက်အမျိုးအစားတွေခွဲခြားထားတယ်လို့ IEC ကပြောပါတယ်။လက်နက်ကိုက်တော်လည်းရေးစတဲ့ပြီးနောက်စစ်ကောင်စီဟာလက်နက်ကြီးပစ်ခတ်တာလေကြောင်းတုံးဘုတ်ကျဲတိုက်ခိုက်တာတွေကြောင့် Grenny ပြည်ကစတင်ကြောင်းဘာသာရေးအဆောက်အအုံတွေစစ်ရှောင်စခန်းနေရာတွေနဲ့ကြေးရွာတွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါဖြစ်စဉ်တွေနဲ့အတူအပြစ်မဲ့ပြည်သူတွေတေဆုံထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေဟာလုံခြုံရေးကြီးကြပ်မှုအားနည်းလို့ဖြစ်တာကြောင့်ပြည်내ခြားဖြတ်တပ်ခွေကက်ကလုံတဲ့နယ်လို့ဂျီလက်မြေအဖွဲ့တာဝန်ခံဦးစော်မင်းထိုက်ကပြောပါရယ် ယိုယိုတာတာနေတဲ့လူဆိုရင်ဒီဖြတ်တန်းခွင့်ကကပါမအဲကျွန်တော်တို့အပန်းမကြည့်ပါဘူးဗျဒီလိုကတ်တရားလုံးဝကိုလှုပ်တင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဥမာကျွန်တော်တို့ဘန်ကောက်စစ်ဆောင်စကန်လို့ပေါ့နော်ပထမအချိန်ပုံကျဲလိုက်တဲ့ကလေးရှိဦးသေးတယ်နောက်ထပ်ဒုတိယအချိန်ထက်ကျဲလိုက်တဲ့ဒီလိုပဲဖြစ်စဉ်တွေကဘန်ကောက်လိုဖြစ်စဉ်မျိုးတွေကကနီပြည်နယ်မှာနေရအနှံ့ပြမှာရှိတယ်ဟိုတလောကပဲကျွန်တော်တို့တပ်ပေါင်းစုဂိတ်ရဲ့ရှေ့မှာသမင်းဆိုင်မှာလေရင်နဲ့ပုံကျဲလိုက်တယ်အပြစ်မဲ့ပြည်သူက စိုက်မှနေနဲ့ဒါအသက်မပြေသေးတဲ့ညမငယ်လေးသူအသက်ပေးလိုက်တယ်ပေါ့လူစိမ့်နေဒီတရှူတလန်နေမရှိလို့ရှိရင်ဒီလိုနေရာတွေကဘုံကျဲစရာအကြောင်းမရှိဘူးလေနော်ဒီနေစာဖြတ်တဲ့ခွစ်ကဟာ Granny Bee အတွက်အရေးကြီးတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တာကြောင့်အမြန်ဆုံးအကောက်တွေပေါ်လှုပ်ဆောင်တဲ့နယ်လို့ဥဇော်မီထိုက်ကဆက်ပြောပါဗျ။ ဖြတ်တန်ခွင့်ကတ်ကအင်မတန်မှကိုအရေးကြီးတယ်လို့ကျွန်တော်ရဲ့ပြပြောချင်ပါတယ်ဒီလိုကတ်လောက်တာတော့ဒါကသူကဘယ်ရလာလဲဘယ်ချဲန်လာလဲဒီပြည်နယ်တော်မှာနေတာလားသူကယာယီဖြတ်တန်သွားတာလားအဲ့လိုကျွန်တော်တို့ဥမာကွာလေရင်ကျဲရင်တောင်မှပဲဟိုလက်နေကြီးထုရင်တောင်မှပဲဒီလို အဝင်အထွက်တွေကိုသေချာစနစ်တကျရှိထားတော့ကျွန်တော်တို့လူစိမ်းဆိုရင်လည်းလိုက်လို့လွယ်တယ်ပေါ့နော်အဲဆိုရင်ဘယ်နေ့ဘယ်ရက်ဘယ်အချိန်ကနေပြီးတော့ဘယ်ဂိတ်ကိုတိုင်ကဲအားဖြင့်ကားအားဖြင့်ဘသူဖြတ်သွားလဲဘာလဲဆိုတာဒီမှတ်တမ်းအရာလိုက်မယ်ဆိုရင်လွယ်တယ်အဲဒါကြောင့်ဖြတ်တမ်းခွင့်အရာကတ်ကတရားရာခိုင်နှုန်းလောက်ကိုလောက်တဲ့နယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျ ရင်းပြည်သားမဟုတ်တဲ့ပြည်내ပြပါမှာဖြတ်သက်သွားလာမဲ့သူတွေဖြစ်စေ၊စီအေပဏိပခါကြောင့်ဂရင်းပြည်ကိုစစ်ပေးလျှောက်လာမဲ့ပြည်သူတွေဖြစ်စေပြည်내ခြားဖြတ်သန်းခွင့်ကတ်ကိုလုံတဲ့နယ်လို့ဂရင်းဒေတာတွေစစ်ပေးလျှောက်ရကိုအကူအညီပေးနေသူတယောက်ကပြောပါတယ်။တို့ဒီကင်းဒီပြည်내မှာပေါ့နော်ပြည်내ခြားဖြတ်သန်းခွင့်ကတ်ကြောင့်အခြားပြည်내စစ်ပေးလျှောက်လာမဲ့လူတွေလည်းထွေထွေထူးထူးတော့အခက်အခဲမရှိနိုင်ဘူးလို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ျွန်တော်တို့ဒီစာတင်ကျောင်းမှနေစာတင်ကျောင်းရဲ့စီကံကိုလိုက်နာရသလိုအိမ်မှနေလည်းအိမ်စီကံဆိုတာရှိပါတယ်အဲ့တော့ဒီဖီနယ်မှာကအဓိကကတော့အာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီလိုဖြတ်တန်းခွင့်ကတ်တယ်ဆိုတာအခုကျွန်တော်တူတယောက်ရဲ့အမြင်ပြောရရင်တို့တို့လောက်တာနောက်တောင်နောက်ကျနေပါတယ် ဂရင်းနီပြည်သားမဟုတ်တဲ့ခီးသွားပြည်သူတွေကပ်ပြားနဲ့ဂရင်းနီပြည်မှာဝင်ထွက်ခွင့်ကြီးကြပ်သွားမယ်ပေါ်ငယ်ပြပမှာဂရင်းနီဒေသတို့ရောက်ရှိနေတဲ့တော်လန်ရေးရဲဘော်တယောက်ကအခုလိုပြောပါတယ်အကူလည်းတခြားဒီကနေဒီမှာအကူရေပေါ်လို့တယ်အကူကဒီကနေပြနေရတာတုံးချုံကနေအကူလည်းဒီကပြကံမှုစလို့အကူလည်းတိုင်မှာပဲအကြောင်းလဲဆိုတော့ဒီကယုံကြည်မှုပေါ်နာဒီကနေပြတော်လိုင်းရေးပြီးပြီးဒီလူတို့ပြီးပြီးဒီကတုံးနဲ့တူယုံကြည်မှုဒီစောက်တဲ့ဘောပေါ်နာဒီနေပြနေရတော့ဒီလိုကြီးတို့ခုလိုက်ဖြစ်သွားပါဘော လက်ရှိဂရနီပြည်ရဲ့နယ်မြေ80ရာခိုင်နှုန်းကိုဂရနီတော်လှန်ရေးပူပေါင်းအဖွဲ့တွေကထိချုပ်ထားနိုင်ပြီးအဲ့ဒီနယ်မြေတွေမှာအုတ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးလှုပ်ချုပ်ရေးပညာရေးမွေးမြူရေးကျန်းမာရေးမိခင်နဲ့ကလေးအစရှိရဲ့ဌာနတွေကို ဖွင့်ထားပြီးအုတ်ချုပ်ရေးရန်တရားလေပတ်နေပြီလည်းဖြစ်ပါတယ်ဂရနီပြည်တွင်းမဲဆဲမြို့မော်ချီမြို့နမ်မခုံမြို့မိုးပြဲမြို့နဲ့စိုးတရှာခေါ်ရှာတော်မြို့နယ်တွေကိုဂရနီတော်လှန်ရေးပူပေါင်းအဖွဲ့တွေကအပြည့်အဝထိချုပ်ထားပြီလည်းဖြစ်ပါတယ် ဖာဆောင်ဘောလကဲဖရူဆိုဒီမောဆိုဖဲခုံနဲ့လိုက်ကော်မျိုးတွေမှာတော့စစ်ကောင်စီရဲ့အခိုင်အမာတပ်စခန်းတွေကျန်ရှိနေစေဖြစ်ပြီးကြီးလေဒေတာအများစုကိုတော့ဂရနီတောင်းလည်ရဲ့တပ်တွေကထိ ंछ ုပ်ထားပါတယ်။ပြည်နယ်ပြပပြည်သူများသားကိုက်ဆောင်ရမယ်။ပြည်နယ်ခြားပြတ်တက်ခုကန်နဲ့ပတ်သက်ပြီးလူဝင်မှုကြီးကြေးဌာနလောက်ဝကအနေနဲ့အကောက်ထည့်ဖော်သွားမယ်လုပ်ငန်းစဉ်တွေကိုပွင့်လင်းမြင်သာစွာချပြစီချင်တယ်လို့ဂရနီကိုရရှိနေထိုင်တဲ့တောင်းလည်ရဲ့ရဲဘော်တယောက်ကဆက်ပြောပါတယ်။ လက်ရှိဘယ်လိုနော်ကိုလိုဟိုရေဘော်တရားနေနဲ့အမြင်ကြည့်မစင်တော့လက်ရှိဒီဒလန်ပေါ့နော်ဒီဒလန်ရဲ့အတွက်အကျရဲ့ဘောသဘောပေါ့ကနေပြည်နယ်ရဲ့လူကြုံရေးတစ်ခုလည်းဖြစ်သွားတာပေါ့ဒါမှတစ်ခုဖြစ်တာကဒီတခြားတိုင်းဒေသကြီးကမဟုတ်ပဲねဒီဒေသခံတွေမှာလည်းရှိနေရှိနေတယ်ပေါ့နော်ရှီကောင်လည်းရှိနေတယ်ဒီဒလန်ဆိုတော့ကအဲ့တော့ဒီအတွက်ဘယ်လိုမျိုးပေါ့နော်ဒီကပြားက ဒီတန်ဆောင်တဲ့ဒီအဖွဲ့အစည်းတွေပေါ့နော်ဒီလက်ရှိဒီလာဝကပေါ့နော်သူတို့ကဘယ်လိုမျိုးလုပ်မလဲဒီဒီသားခံရဘယ်လိုမျိုးသူတို့စီမံပေးမလဲအဲ့တွက်ပဲကိုတော့ဟိုတည်ကျင်တယ်ပေါ့နော်ဒါဒီသူတို့ရဲ့လူဆောင်ချက်ကိုမြင်ကျင်တယ်ပေါ့နော်အဲ့ဒါမှပဲဒီမှာရှိနေတဲ့လူတန်းကို ခွဲခြားဆက်ဆံတဲ့သဘောမျိုးမဟုတ်ပဲဖြစ်သွားမှာပေါ့နော် ကရီနီပြည်ရဲ့အရေးကိစ္စတွေကိုဆောင်ရွက်ရမှာကရီနီပြည်ရှိဒေသခံပြည်သူတွေရဲ့သဘောထားတွေကိုဥစွာတောက်ခတ်သင့်တယ်လို့အကြံပြုသူတွေလည်းရှိနေပါတယ်။ဘာကံလာဆူရယာကြီးအဆူရောက်တော့တခုခုလုံးမယ်ဆိုရင်တကယ်ဟိုပြည်သူလူထုရဲ့ဟောသဘောဆောင်တာပြည်သူလူထုဖြစ်စီခြင်းတဲ့ဟာကိုရင်ဥဆုံးဥစားပြီးစီခြင်းတဲ့ဟိုဒါက ဇာယေဆူရတရားဖြစ်တဲ့အခါမှာတော့ကိုယ့်ရဲ့သဘောအတိုင်းကိုလှုပ်ဆောင်လို့မရလေကိုလှုပ်ဆောင်ပြီးမှပြည်သူတွေကိုချပြအဲ့လိုမျိုးဆိုအစိမ်းမပြေဘူးခစားမလှုပ်ဆောင်ခင်မှာပြည်သူတွေကိုအရင်ဆုံးချပြတယ်နော် policy တွေချပြအချပြရမှာပြီးမှလှုပ်ဆောင်တင်လာမလှုပ်ဆောင်တင်လာဆိုတာလေအာဆူရရဲ့လုံငါတောင်းဝန်တရားဖြစ်တယ်လို့ပြောချင်ပါတယ် တဖက်မှာလည်းကြရပြည်နယ်ထဲလွတ်လပ်စွာဝင်ထွက်ခွင့်အပေါ်ပြည်နယ်ခြားဖြတ်တန်းခွင့်ကဏ္ဍထိချုပ်လိုက်ကြဖို့လက်မခံသောသူတွေလည်းရှိနေပါတယ်။ကရင်ပြည်ခြားကလာအုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းပြီးနောက်ပြည်ထရေးဌာနလက်အောက်လူဝင်မှုကြီးကြပ်ရေးဌာနလာဝကကိုစတင်ဖွဲ့စည်းခဲ့တာပါ။လက်ရှိအချိန်မှာပြည်တွင်းဝင်ထွက်ခွင့်ကိုကြီးကြပ်ဖို့ဒေသတွင်းလုံခြုံရေးကိစ္စရပ်တွေကိုစက်မဲ့ရန်လိုအပ်လာတဲ့အတွက်ပြည်နယ်ခြားဖြတ်တန်းခွင့်ကတ်ကိုလှောက်ဆောက်သွားဖို့ပြင်ဆင်နေကြောင်းချက်ပြရတာဖြစ်တယ်လို့ဥပညာကပြောပါရယ်။ အမှန်တော့ဒီ process ကလေကျွန်တော်တို့အားလုံးပြီးမှပဲကျွန်တော်ထုတ်ပြောလာချင်းဖြစ်ပါတာအမှန်အခုရုပ်တရက်ထားလို့ရတာမဟုတ်ပါဘူးလို့ပြောချင်တယ်နံပါတ်1ချက်နံပါတ်2ချက်ကဒီဟာကျွန်တော်တို့ဒီ category တွေအများကြီးရှိတယ်ကျွန်တော်တို့ဒီအာဟိုပြည်နယ်လူပြည်နယ်ဒါအတွက်ကကျွန်တော်တို့နောက်ပိုင်းကျရင်တော့ပြည်နယ်လူပြည်နယ်တက်ဆန်တဲ့အချက်လက်တိတန်လောက်လောက်တာရှိမှာပေါ့နော်ဟောအဲ့ဒါတွေရှိမယ်အခုဟာကတော့ခဏပြောလို့ကျွန်တော်တို့ဒီ တော်လာတဲ့ဟာကိုစဉ်တကြပေါ့နော်စီမနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်အဲ့တော့ထပ်ပြောချင်တာကအခုမှကောက်လို့တာမဟုတ်ဘူးကျွန်တော်ကအလုံးဟောလုံးချုံချုံနဲ့ပြည်နယ်ထဲမှာဘူးထပ်တော်လာနိုင်အောင်ဆိုတော့ရွေချက်နဲ့ဒီဒီလဝကလုပ်ငန်းစဉ်တစ်ခုအနေနဲ့ကျွန်တော်ချမှတ်ထားတာဖြစ်ပါတယ်တွန်လန်ရေးကာလအလုံးအတွင်ကူပြောင်းရေးကာလမှာလည်းတမတ်ချက်ကိုဆက်ပြီးအကောင့်ထဲပို့သွားမှာဖြစ်ပြီးအသေးစိတ်ကိုထပ်မံကြီးညာသွားမယ်လို့ IEC တာဝန်ရှိသူကပြောပါတယ် ပြည်ထောင်စုပြည်သက်ခွင့်ကတ်ထုတ်ပေးရေးကိစ္စနဲ့ပတ်သက်ပြီးလူထုအသိပညာပေးလုပ်ငန်းတွေလှုပ်ဆောင်သွားမှာဖြစ်ပြီးပြည်သက်ခွင့်ကတ်လျှောက်ထားရမယ့်လုပ်ငန်းစဉ်အကြောင်းကိုလည်းတည်င်းထုတ်ပြန်သွားမယ်လို့ IEC ကပြောပါတယ်။ 2024ခုနှစ်ထဲ IEC ရဲ့လူဝင်မှုကြီးကြပ်ရေးဌာနကဂရိနီပြည်အတွင်းနေထိုင်သူတွေနဲ့တခြားပြည်နယ်တိုင်းတို့မှဝင်ထွက်သွားလာမှုအားစနစ်တကျကြီးကြပ်ဆောင်ရွက်တာတက်မက်စီမင်းစီကန်ရင်နဲ့မညီညွတ်ပဲဝင်ထွက်သွားလာတာနေထိုင်တာတွေကိုစစ်စစ်ဖော်ထုတ်အရေးယူဆောင်ရွက်တာနဲ့နိုင်ငံခြားသားတွေဝင်ထွက်သွားလာနေထိုင်မှုတွေကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီတက်မက်ထိပ်သိမ်းတာကိုလည်းဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ် IEC ရဲ့လူဝင်မှုကြီးကြပ်ရေးဌာနကအဆိုပါလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နိုင်ခဲ့ပေမဲ့လက်ရှိအချိန်ထိနှီးပညာပိုင်းဆိုင်ရာအပြင်တခြားအခက်အခဲများစွာလည်းရှိနေသေးတယ်လို့ IEC ကပြောပါတယ်။ဒီနေ့ရဲ့သတင်းစီစဉ်ကိုဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။ တိုင်းသားဒေသတွေထက်ကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကိုရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတိစက်ပေးခဲ့တာဖြစ်ပါတယ်သတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနရဲ့ပေါက်ကက်ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချက်မြင့်ကြပါစေ။